ချစ်တော်ဓမ္မမင်းဆွေညီကောင်မောင်မများမင်္ဂလာရှိသောနနက်ခင်းပါလို့ခရစ်တော်၏နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာတုတ်တန်ကြံခန်းကြီး16အပိုက်ငယ်17နဲ့19နှစ်ပိုက်မှာမာနသည်ပျက်စီးခြင်းအရင်ထောင်လွှားသောသဘောသည်ရှုတ်ချခြင်းအရင်၌နေရာကျတတ်၏စိတ်နှိတ်ချသော သူတို့နှင့် ပေါင်းဖော်၍စိတ်နှိတ်ချခြင်းသည် မာနကြီးသောသူတို့နှင့်ဆက်ဆံ၍လူယူသောဥစ္စာကိုဝေမျှခြင်းထက်သာ၍ကောင်း၏လို့နှုတ်ကပတ်တော်လာပါတယ်ရှောလမုန်မင်းကြီးအားဖြင့်ဒီကနေ့ဘာပြောသလဲဆိုတော့မာနသည်ပျက်စီးခြင်းအရင်လို့ပြောပါတယ်နော်ပျက်စီးသွားတဲ့သူတယောက်ရဲ့အခြေအနေကိုကြည့်တဲ့အခါမှာပျက်စီးခြင်းအရှိမပါရှိနေဆိုတော့သူသည်မာနတက်လို့ဖြစ်တယ်မာနထောင်လို့ဖြစ်တယ်နော် မမာနာတွေတက်လာပြီးဆိုရင်ပျက်စီးခြင်းကဒီနေ့ဒုတိယလိုက်ပါလာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ယုံကြည်သူမှန်ရင်မမာနာမတက်ဖို့လေဒီနေ့သုတ်တန်ဆရာရှောမုံအားဖြင့်ဣတရီလာလူမျိုးတွေကိုတုံသင်ပြီးတကယ်တော့ဒီကနေ့မျက်မှောက်ခရရင်ကျွန်တော်ကျမတို့ကိုလည်းတုံသင်နေတယ်ဆိုတော့ကျွန်တော်တို့တတိမမူပဲနေလို့မရပါဘူးလို့နော်။ဒါကြောင့်ဘုရားသခင်က နေချတော်သူကို ီနေ့အင်မတန်မှစိတ်တော်တွေ့တာဖြစ်တယ်ဆိုတော့တွေ့ရတယ်။နောက်ပြီးတော့ထောင်လွားသောသဘောသည်ရှုတ်ချခြင်းအရင်၌နေရာချတတ်၏လို့ပြောပါတယ်။ရှုတ်ချခံရပြီဆိုရင် तू ကထောင်လွားလို့တဲ့အဲဒါလို့လာပါတယ်နော်။ထောင်လွားသောသူရဲ့နောက်စတွဲသည်ရှုတ်ချခြင်းလိုက်ပါလာတာပဲဖြစ်ပါတယ်။ထัจချမကွာပါလာမှာဖြစ်တယ်။ရောက်ဒီအကြောင်းအရာနှစ်ချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာပရမတ်တစ်ချက်ကပါလေမာနသည် ပျက်စီးခြင်းအရင်လာတယ်နော်ပျက်စီးသွားတဲ့လူတယောက်ကကြည်လာတဲ့အခါမှာမာနထောင်လို့ဒုတိယတစ်ချက်ထောင်လွားသောသဘောသည်ရှုတ်ချခြင်းအရင်လိုက်နေရာကြတယ်ရှုတ်ချခံရပြီဆိုရင်လည်းသူအရင်ထောင်လွားလို့ထောင်လွားတာနဲ့ဘာနဲ့တွဲထားတယ်လဲဆိုရင်စာရန်ကမာနနော်မာမာနတက်တာ ထောင်လွားတာတွဲတယ်ပဲတော့မာမာနတက်ပြီးထောင်လွားပြီဆိုရင်သူကပျက်စီးလာပြီးတော့မှ 小钱钱，我看伢买个表板，哪省得钱？啊，谁能抢到多少呢？帮跑月，人家客人也买的，有钱都买的，谁能抢到多少呢？帮跑月了表的，搞到哪里？搞那个外地路来的，他看小客找啊，谁能抢到多少的？买个啦，谁的表板呢？什么台的嘛？谁能抢到多少？买个啦，我谁的？ လူအနေနဲ့မြင်တော့ဒီလူကငတုံးကအာလို့ထင်ကောင်းထင်တယ်ဒါဘုရားသခင်ရှေ့မှာ तू ကနိုင်နေတာเนาะဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာ तू ကအနိုင်ယူနေတာဒါကြဲလူတွေရှေ့မှာတော့ तू ကရှုံးနေတဲ့ရောင်ရောင်ရှိပြီမဲ့စိတ်နှိတ်ချတဲ့လူကဘုရားသခင်ရှေ့မှာတော့ तू ကအနိုင်ရနေတာဘုရားသခင် तू အားရနေတာနှက်သက်နေတာเนาะဒါကြောင့်မို့ချစ်တော်ဓမ္မမေဆွေညီကုံမောင်မတို့ဒီကနေ့မှာကျွန်တော်တို့ဒီနောက်တစ်ချက်ကျွန်တော်ကြည်ပါလဲ မာနကြီးသောသူနဲ့ဆက်ဆံ၍လူယူသောဥစ္စာပြောပါမာနကြီးသောသူနဲ့ပေါင်းဖော်ရတဲ့အရာတွေကဒီနေ့ဘုရားသခင်နှက်တတ်တဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်အဲ့ဒီအရာတွေကတခါလေကျရင်ကျွန်တော်ဟိုတစ်ခါဝင်ပါတယ်ပေါ့။အဲ့ဒီအရာတွေဒီကောင်းကြီးမဟုတ်ဘူး။နော်မျက်ရည်နဲ့ရောပြီးတော့မှဒီဝမ်းနေခြင်းတွေနဲ့ရောလာတတ်တယ်။အဲ့ဒါနော်ဒါကြောင့်မို့ဒီနေ့မှာပေးခြင်းနဲ့ဒီနေ့နှုတ်ဘတော်ကတော့ဖြစ်ရင်ဒီရှောလမုန်မင်းကြီးအဖြစ်ပါလေ။ဣတိလလူမျိုးတွေကသူက ဒီမာနသည်ပျက်စီးခြင်းအရင်လာတယ်နော်မာနထောင်ပြီဆိုရင် နောက်ဆက်တွဲကပျက်စီးမယ်တဲ့နော်တစ်ချက်တေချာတာကတော့နှုတ်ကပတ်တော်ကတော့လုံးဝရေမရောဘူးလုံးဝအမှားယွင်းကင်းတာဖြစ်တဲ့အတွက်ဒီကနေ့မာနသည်ပျက်စီးခြင်းအရင်ဆိုတော့တေချာတာကတော့ကျွန်တော်တို့ဘာမှမမြင်နဲ့ဩစီမင်းကိုတစ်ချက်ကြည့်လိုက်ဓမ္မရာဆိုရင်ကျွန်တော်ကြည့်တဲ့ဩစီမင်းကြီးအကျိုးနဲ့အောင် မာနထောင်လွားတယ်လို့ပြော သူအကျိုးနဲ့ရခြင်းအကြောင်းရင်းကဘာလဲဩစီကကနဦးမှာသူဒီမာနထောင်လို့မာနထောင်ရင်းအကျိုးဒီဆုံးရှုံးခြင်းလာဆုံးရှုံးခြင်းအရှိမှာပါလဲမာနထောင်ဒီနေ့လည်းဒီလိုပဲရှောလမုန်မင်းကြီးအပြင်ဟုတ်တယ်ဒါကြောင့်မို့မာနဒီပျက်စီးခြင်းအရင်ပျက်စီးသွားတဲ့လူတယောက်ချွတ်ချုံကျသွားတဲ့လူတယောက်ဟာလာအဖတ်ဆယ်လို့မရအောင်သို့တော်အဖတ်ဆယ်လို့မရဘူးဆိုတာတော့ကျွန်တော်နောင်တတော့အင်တာမအယူကြည့်ပါတယ် နောင်ဒနောင်ဒဆိုတာအလကားဘုရားသခင်ပေးထားတဲ့စကလုံးမဟုတ်ဘူးနောင်ဒဆိုတာနောင်ဒဆိုတာကရတာနဲ့တင်ဆိုတော့အစဉ်ပြေသွားတာပဲဘုရားသားသမီးနဲ့ဒါကြောင့်ရှမ်းဆုံကြည့်သူဒီနောင်ဒရတယ်နော်သူဒီအစဉ်ပြေသွားဒါပေမဲ့သူအစဉ်တော့ပြေတယ်သို့တော့ဗာလဲသူ့ရဲ့နောင်ဒအချိန်နောင်တော့နောင်သွားတာပေါ့နော်ဒါလေးတစ်ချက်တော့ကျွန်တော်သိရမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့နော်ဒီမာနဒီပြည့်စည်ခြင်းအရင်လာသလို ထောင်လွှားသောသဘောဒီရှုတ်ချခြင်းမှာ ဒီနေ့နေရာကြမယ်ဒါကြောင့်နှိတ်ချတော်သူနဲ့ပေါင်းဖော်ရင်းဒီဘုရားသခင်နှစ်သက်တဲ့သခင်ရှုကိုယ်တိုင်ကစိတ်နှိတ်ချတော်သူဟာမင်္ဂလာရှိတယ်လို့ပြောတယ်ဒါကြောင့်မို့ဒီနောက်ဆုံးတစ်ချက်မှာပါလေဒီမာနကြီးသောသူနဲ့ဆက်ဆံ၍လူယူသောဥစ္စာကိုဝေမျှထင်ဝေမျှခြင်းထက်ဒီဝေမျှခြင်းထက်သာ၍ကောင်းတယ်ဆိုတော့နော်ဒီနေ့နှိတ်ချတဲ့လူပါနော်နှိတ်ချတော်သူဆိုတော့က ရားသခင်မကြိုက်ဘူးမာနထောင်လွားတာဒီဘုရားသခင်မကြိုက်ဘူးเนาะဒါကြောင့်မို့ဒီကနေ့ယုံကြည်သူဘုရားသားသမီးမှန်လင်เนาะဒီနေ့ကျွန်တော်တို့ကျေးဇူးတော်ကာလလေးမှာအသက်ရှင်ရတဲ့အခါမှာဒီကနေ့ကျွန်တော်တို့ဒီမာမာနမထောင်မဲနဲ့နှိချစွာအသက်ရှင်ခြင်းဒီဘုရားသခင်ရှေ့မှာကျွန်တော်တို့ကအနိုင်ရနေတာဖြစ်တယ်เนาะလူတွေအရှိမာတော့ဒီကောင်ကအရာဟာလားအရာတစ်ချိန်လုံးနှိချပြီးကျိုးနုံပြီးနေတဲ့ကောင် နိုးချစ်တော်ညီကိုမောင်တော်မှာဘုရားသခင်ရှေ့မှာဒီကနေ့ကျွန်တော်တို့ကနိုင်နေတာခရစ်တော်ကိုယ်တိုင်ကပါလေစိတ်နှချခြင်းနူးညံ့ခြင်းတိမ်မွေ့ခြင်းနဲ့သူကအရာအလုံးအနိုင်ယူတာဒါကြောင့်ကျွန်တော်ဘုရားသားသမီးများလည်းစိတ်နှချခြင်းအားဖြင့်အရာရာကိုအနိုင်ယူဖို့ဖြစ်တယ်မာမာလာမာမာနာထောင်လွှားခြင်းအားဖြင့်ကျွန်တော်တို့ရှင်းရွှဲအခြေအနေကနေပြန်လဲထိုးကြသွားဖို့မဟုတ်ဘူးဆိုတော့နှုတ်ဘတော်အားဖြင့်ပြန်လဲရှင်ရင်ခွန်အားယူမိတဲ့အရာလေးကိုပြန်လဲဝေမျှခြင်းပဲဖြစ်ပါတယ် နှုတ်ဘတ်တော်အားဖြင့်အရောက်ရှိတိုင်းပြသခင်ကောင်းချီးပေးပါစေ